မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာဘယ်လိုပညာမျိုးကိုမဆိုကြားကမြင်ကများနဲ့တတိမမိနိုင်တဲ့အောင်သိတိမင်္ဂလာဂါထာတော်အကြောင်းလေးကိုတင်ဆက်ပေးလိုပါတယ်ဒီဂါထာကထောင်အောင်ရွတ်နိုင်မယ်ဆိုရင်ဘယ်လိုပညာရမျိုးကိုမဆိုမြင်ကကြားကများနဲ့တတိမမိနိုင်တဲ့အစွမ်းသိတိမျိုးရှိပါတယ်ဂါထာလေးကတော့နိဟိညာနန္ဒရာယေပိကာတုံဗုဒ္ဓတကိနာစီတတိဝဝဆနံတစ္ဆံဝဏိတံတောကနာယကံဒီနသစ္စေနာ ပုံညိနာ ဟောတုမေညာနာဝဒနာနာနာတိတ်တာနိနေကထာတပ္ပတိတ်ပနိဝရိတံဧကတုတေနဒိဋ္ဌေနစိန်တိတေနသတပ္ပတောဂါထာရဲ့အနတ်တိတ်ပေကတော့ဗုဒ္ဓတသစ္စာ၄ပါးမြတ်ဖရာကိုပိုင်းခြားကုံစင်တည်မြဲတော်မူသောမြတ်စွာဘုရား၏ဉာဏ်န္ဒရာရေပြီသဗ္ဗညုတဉာဏ်တော်အန္တရာယ်ကိုလည်းကေနစီတစုံတယောက်တော်သူသည်ကာတုံ ပြည့်စည်အောင်ပြုလုပ်ခြင်းကနာတကမတတ်နိုင်ပါ တတိဝဝဆနံတစ္ဆံဒုစကားတိဟုတ်မှန်ဤဒေနတစ္ဆေနဒုစကားကြောင့်၎င်းတန်လောကနာယကံလူနတ်ပြမတတဝါတို့ကို ခေမာနံဤနိုင်ပူတို့ကဲယူပို့ဆောင်တော်မူသောမြတ်စွာဘုရားကိုဝန်ဒီမြတ်မြတ်လုံးလုံးလွန်အားကိုးကာရှစ်ကိုးပါဤမြတ်စွာဘုရားဒေနပုံညီနာစထိုကောင်းမှုကံ စေတနာကြောင့်၎င်းမေအကျွန်ုပ်အားညာနာဝဒနံအရာရာမှာအတိအလိမ်မှာဉာဏ်ပညာယခုထက်တိုးတက်လာခြင်းသည်ဟောတု ဖြစ်ပါစေတည်းနာနာသိဒ္ဓာနိအမျိုးမျိုးသောအလိုဆန္ဒဥဒမြတို့ကို အောင်မြင်ပြီးစည်းနိုင်ကုန်သော အနိဂရာညာစွာကုန်သောတပ္ပသိပ္ပာနိအလုံးစုံသောအတ္တပညာတို့ကိုဧကတုတေနာသတကြိမ်တစ်ခါကြားကများဖြစ်၎င်းဤကဒိဋ္ဌိနာသတကြိမ်တစ်ခါကြံကများဖြစ်၎င်းတပ္ပသောအချင်းခတ်သိဝါရိကံတက်လဲတက်တိလဲတိမတ်လဲမမိအောင်စောင့်ထားနိုင်သည်ဘဝတုဖြစ်ပါစေတည်း ဒါကတော့ဂါထာလေးရဲ့အနက်အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဒီဂါထာလေးကိုအဋိဌံထားပြီးမပြတ်မကွက်လုံးမှပဲအကျိုးကျေးဇူးကိုခံစားရနိုင်မှာဖြစ်ပါတယ်။အဲ့ဒီတော့ဒီကနေ့ကစပြီးတလအတွင်းပါဠိအနက်တစ်ခေါက်ရွတ်ပါမယ်။ပါဠိသက်သက်ကိုတစ်ခါရွတ်ရင်၉ခေါက်တစ်နေ့၃ချိန်ရွတ်ပါမယ်လို့အဋိဌံထားပါ။တစ်ခေါက်ဆိုရင်လက်တစ်ချောင်းချိုးပြီးတော့ထားပါ။တရဏဂုံတီဗီတီလာရှိရဲ့လူရွတ်မှပဲတကူအစွမ်းထက်တဲ့အတွက်ကြောင့်ဂါထာကိုမရွတ်မီတရဏဂုံနဲ့တီလာကိုစောက်တီထားပါ။ တလားပြည်ပြီးတိုင်းနောက်ထပ်တလားနောက်ထပ်တလားအဋိဋ္ဌံကြီးရွတ်ပါ အကျိုးထူးလာမှာကိုလည်းမိမိကိုမိမိယုံကြည်ထားပါနောက်ကာလတစ်ပုတ်ကတော့ဝိဇ္ဇာဇောကြီးတပတိဘိုးတော်များနဲ့တွေ့နိုင်တဲ့မန္တရာပဲဖြစ်ပါတယ်အောင်တပတ်ဇောကြီးတပတိဝိဇ္ဇာတို့ဘယတတဝိသလံဟောတိမဟိဒိကာနာနာသိပ်ပံနာနာရူပံနာနာအိဆံနာနာမန္တံနာနာညာနနာနာစိန်တံနာနာဘောကံနာနာလာပံနိဗ္ဗာဒေတု ရန်ရန်အိဆာတမိန်ဇန်တုဒီကားတော်ကိုတနေ့ကိုမနက်9ခေါက်နေ့လယ်9ခေါက်ည9ခေါက်ရုံရင်အလိုစန္ဒရှိတိုင်းပြေစုံတယ်ဘေးရန်ကြီးကင်းတယ်သူတို့ဘာတို့မိမိရဲ့စည်းစိမ်အဥ္စာတွေကိုမပြည့်စည်နိုင်မကိုမဝတ်နိုင်ပါဘူးပိယသိတ္တိဒနာသိတ္တိလာဘသိတ္တိတွေကောင်းနိုင်ပါတယ်ဝိဇ္ဇာတွေနဲ့တွေးလို့ရင်တော့တရားရှိရဲ့အဓိဋ္ဌာန်ပြီးတနေ့ကို45ဘတ်ပတိစိတ်ပါအဓိဋ္ဌာန်ဝင်နေစဉ်မှာတသက်လွတ်စားပါပတိစိတ်ပြီးတိုင်း 30ပုံကိုအတူမြတ်တာပို့အမြတမ်းဝေးပါအဋိဋ္ဌံပြည့်ရင်တင်ကိုယ်တိုင်ဝိဇ္ဇာရီနဲ့တွေ့ရပါလိမ့်မယ်ရည်ကြီးလက်ခတ်မလွဲဖြစ်ပါတယ်ဒီမန္တရာကို ပြက်ခရွှေတောင်မှာအဋိဋ္ဌံဝင်နေစဉ်ကသဟံပတိစောကြီးကပေးပါတယ်24ပစ္စည်းအပေါင်းတရဏဂုံအပေါင်း29လေးကြိမ်ဆိုရင်108လုံးပတိတပန်နဲ့ကိုက်ပါတယ်ဒီနည်းတိုင်း29ပတ်စိတ်ပါတပတ်စောကြီးကာရာကိုလည်း108ခောက်ရုပ်ပါဝိဇ္ဇာများနတ်များတိုက်များပဋ္ဌာန်းဆက်များအကူအညီပေးလာပါလိမ့်မယ် ဒီစုများပေါက်ပါလိမ့်မယ်အဋိဌာန်ရက်ကိုမိမိလုံနိုင်သလောက်လုပ်ပြီးသတ်မှတ်ပြီးစိုက်ပါဒီမန္တရာကို အိမ်ဖြူတော်မန္တန်ကျမ်းမှာကောင်းလို့တင်ပြလိုက်ပါတယ်ပစ္စုပန်တန်တရာအကျိုးစီးပွားနှဖျားကို ပေးစွမ်းနိုင်သောကာတာတဟိတဟိပါရမီတင်ဇယံဇယံကတံကတံတပိဒုက္ခပဒံပဒံနရနရနံဒုက္ခတံဘဝံဘဝံနမနမနံ ဇိနပုံကဝံကဝံဂါထာယနာအိဘေကတော့တဟိတဟိထိုထိုဘဝကိုတော်ဤဖြစ်ဖြစ်သမျှ၌ပါရမီတင်စရာမနိုင်ရှင်အပ်များမြတ်တုံရှောင်းပါရမီကုသိုလ်အပေါင်းကိုဇယံစီးပူးတော်မူပြီးထသောတပ်ပိကုသိုလ်နှစ်စီပါရမီဘုံဟုတ်စိတ်ထုံပွားစီသူတော်ကောင်းကြီးတို့သည်ကတံဤမြင်တုံမြောက်ဖြောက်တန်းစွာရောက်အပ်သောဒုက္ခပတ္တ နိစ္စထာဝရမောချာစစ်စစ်ချမ်းသာအေးမြကြောင်ဖြစ်သောပဒံအမတဇေယုံရံမျိုးကုံသည့်ဆွေပုံကြံငန်းနိဗ္ဗာန်နန်းသို့ကတ္တံရောက်တော်မူပြီးထသောနရနရနာလူနတ်ပြမတတဝအများသုံးပုံသားတို့ဤဒုက္ခတံပုံချမ်းသာအေးမြကြောင်စီးပွားကောင်းကိုပဝံဖြစ်စီတော်မူတတ်ထသောအနမနံမကန်းဆိုင်မညုခမယူတီကြကုန်သောကဝံ မိုက်မဲချူချနွားနဲ့တူသောသူတို့ကိုဇိနပုံကောင်းဝန်ဒုဒ္ဓါမပြတရားချ၍ဇုံမကံမြင့်အောင်မြင်နိုင်သောယောက်ျားမြတ်ဖြစ်တော်မူထသောတံဗုဒ္ဓံထိုသို့သောဂုံစိတ်ထုံကြော်ဟိဘုရားကိုယ်တော်မြတ်ကြီးကို အဟံအကျွန်ုပ်သည်နမနမမိယုတိမြတ်နုလက်ဆုံမိုး၍ရှ िख ိုးပါ၏ဘုရားရှေးတော်ကဘုန်းကြီးเจ้าပညာသင်ကြားရေးမှာမင်္ဂလာတော့အပြင်းအောင်ချင်းရှိပါ အတွင်းအောင်ချင်းရှိပါယရနာရွှေကြိုက်နမကာရဇက်ကြီးစေပွဲစသည်တို့ကို အစဉ်အတိုင်းသင်ယူကြရပါတယ်ဒီကာရတော်ဟာနမကာရကာထာတော်တွေထဲမှာပါဝင်တဲ့ကာရတပုတ်ဖြစ်ပါတယ်နမကာရဆိုတာကရှစ်ခုမှုကိုပြုခြင်းလို့အဓိပ္ပာယ်ရပါတယ်အမှန်အဖြစ်နမကာရကာထာတော်အများစုဟာဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုပေါ်ကျူးပြီးရှင်မြူးစွာနဲ့ရှစ်ခုတဲ့ကာထာတော်တွေဖြစ်ပါတယ် ဒီကာထာတို့နဲ့ပတ်သက်ပြီးဘယ်လိုចမ်းကန်တက်ဆရာတော်ကစီကုံးရေးသားပြုစုခဲ့တယ်လို့ចမ်းကန်တွေနဲ့သာသနာဝင်မဟာဝင်မှာတီတီကြကြမိတ်ဆူထားတာကိုမတွေ့ရပါဘူး။ဒါပေမဲ့ဒီကာထာတို့တွေကိုအတ္တကတာចမ်းပြုမထေမြတ်ကြီးဖြစ်တော်မူတဲ့အရှင်မဟာဗုဒ္ဓဂေါတမထေမြတ်စီရင်ရေးသားပြုစုထားခဲ့တယ်လို့ဆရာအစဉ်ဆက်ယူဆထားကြတယ်လို့သိရပါတယ်။နမကာရကာထာတွေမှာဖះရှင်ရဲ့ဂုံတော်တွေကလည်းစုံလာပါတယ်။ကာထာစီကုံးဖွဲ့နှွက်ပုံတွေကလည်းအထက်တန်းကြားလာပါတယ်။ ဒါကြောင့်အရှင်မဟာဗုဒ္ဓဂေါသမထေရမြတ်ကြီးရဲ့လက်ရာလို့ဆရာဆင်ဆက်လက်ခံယူဆထားတာကယုတ်တိရှိပါတယ်။ဂါထာဖြစ်ပေါ်လာပုံကတော့ရှင်မဟာဗုဒ္ဓဂေါသအလောင်းလျာသူငယ်ကိုအိန္ဒိယနိုင်ငံဗုဒ္ဓဂယာမဟာဗောဓိပင်အနီးမှာရှိတဲ့ဂေါသလို့အမည်ရှိတဲ့ရွာကြီးမှာသာသနာတော်နှင့်900လောက်မှာမွေးဖွားခဲ့ပါတယ်။ရွာရဲ့နာမည်ကိုအစွဲပြုပြီးဂေါသလို့အမည်ပေးခဲ့ပါတယ်။ပုံနာမျိုးဖြစ်ပြီး ခုနှစ်သားအရွယ်မှာပဲဘေးရင်သုံးပုံကိုတဖက်ကန်ခတ်တင်ကြားတက်မြောက်ပြီးဖြစ်ပါတယ်။ပညာမှန်တက်ပြီးအရက်ကလဲ့လဲ့ပြီးပညာပြန်ပြီးအနိုင်ယူလက်ရှိပါတယ်။တစ်ချိန်မှာအရှင်ရေဝတ္တယဟန္တာမထေရမြတ်ကြီးတရင်သုံးနဲ့ကြောင်းတိုက်ကိုရောက်သွားပြီးအရှင်မြတ်နဲ့ပညာပြန်ကြပါတယ်။ပုံနာလူလင်ငယ်ဂောသဟာမထေရမြတ်မေတော်မူတဲ့အဘိဓမ္မာပါဠိလိုခေါ်တဲ့ဗုဒ္ဓမန္တန်ကိုမပြေဆိုနိုင်တဲ့အပြင်သူ့ရဲ့အယူဝါဒမှလည်းချွတ်ယဉ်ချက်တွေကိုမထေရမြတ်ကထောက်ပြခဲ့ပါတယ်။ ဒါကြောင့်သူကဗုဒ္ဓမန္တန်ကိုသင်ယူဖို့အရှင်ရေဝတစီမှာယဟန်ပြုခဲ့ပါတယ်။မြတ်စွာဘုရားရဲ့အတန်လိုမျိုးနဲ့နဲတဲ့အတန်ရှိပြီးကြော်စောထင်ရှားမဲ့နမိတ်ကိုယူပြီးဥပစ္စေဆရာကဗုဒ္ဓဂေါသဆိုပြီးပွဲမိပေးပါတယ်။ရှင်ဗုဒ္ဓဂေါသဟာပိဋကတ်၃ပုံကိုသင်ယူတတ်မြောက်ပြီးအဲ့ဒီကျောင်းတိုင်းမှာပဲညာနောတရကျမ်းကိုစီရင်ပြီးဓမ္မသင်္ကနီပါဠိတော်ရဲ့အဖွင့်အဋ္ဌပါဠိနီအဋ္ဌကထာကိုပြုစီရင်ဖို့ကြံစီထားပါတယ် ဲ့ဒီနောက်မှာဆရာတော်အရှင်ရေဝတမထေရမြတ်ရဲ့တိုက်တွန်းချက်အရဒီဟိုအဋ္ဌကထာတွေကိုဒီဟိုဘာသာကနေပါဠိဘာသာကိုပြန်ဆိုဖို့မဟာနာမမင်းအုပ်စိုးချိန်မှာဒီဟိုကျွန်းကိုကြွားတော်မူပါတယ်တီဟိုကိုရောက်တဲ့အခါမှာမဟာဝိဟာရကျောင်းတန်းကြီးကိုသွားပြီးကမ္မထမ်းကျောင်းကြီးမှာအရှင်တန်ခါပါဠမထေမြတ်စီမှာတီဟိုအဋ္ဌကထာအလုံးနဲ့ထေရဝါဒတို့ကိုသင်ယူပါတယ်။သင်ယူပြီးတဲ့အခါမှာတော့ဒီမထေမြတ်တို့ရဲ့အယူဝါဒတို့ဟာမြတ်စွာဘုရားရဲ့အလိုတော်အတိုင်းထေရဝါဒဖြစ်တယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာမဟာဝိဟာရကျောင်းတိုင်းမှာတန်ဃာတော်တွေကိုစီးဝေးစီပြီးအဋ္ဌကထာအသစ်တွေကိုရေးသားစီရင်ဖို့အကျွန်ုပ်အားအလုံးစုံသောပိရိကတ်ပေစာတို့ကိုပေးကြပါလို့လျှောက်ထားတောင်းပန်ပါတယ်။တန်ဃာတော်တွေကသဂါထာဝက်ကတန်ယုတ်ပါဠိတော်မှာလာတဲ့ဂါထာနှစ်ပုဒ်ကိုပေးပြီးဤဂါထာတို့ဖြင့်သင်ဤစွမ်းရည်ကိုပြပါအောင်။သင်စွမ်းရည်ကိုကြီးရှုပြီးမှပိရိကတ်ပေစာအလုံးကိုအပ်နှင်းမည်လို့မိတ်ဆိုကြပါတယ်။အဲ့ဒီအခါမှာအရှင်ဗုဒ္ဓဂေါသမထေရဟာအဲ့ဒီဂါထာတွေရဲ့အဖွင့်ဖြစ်တဲ့ ဝီသုဒ္ဓိမတ်အထကထာကျမ်းကိုရေးသားပြုစုပြီးတန်ဃာတော်တွေကိုတင်ပြခဲ့ပါတယ်ဝီသုဒ္ဓိမတ်အထကထာကျမ်းဟာစာထတန်ဃာယနာမူပထမတွဲနဲ့ဒုတိယတွဲဆိုပြီးအုတ်ကြီးနှုတ်ရှိပါတယ်စာမျက်နှာပေါင်း800ရှိပါတယ်တန်ဃာတော်တွေဟာအဲ့ဒီကျမ်းကိုတွင်းမြင်လေ့လာကြရတဲ့အခါမှာအလွန်နှစ်သက်ဝမ်းမြောက်ကြပြီးပိဋကတ်၃ပုံပါဠိအထကထာတို့ကိုပါဠိဘာသာကိုပြန်ဆိုခွင့်ပြုလိုက်ကြပါတယ်ဒါပေမဲ့ပိရိကတ်တရရဲ့တကားကြီးကိုတော့ဖွင့်မပေးပဲမိမိရဲ့အစွမ်းနဲ့ပဲဖွင့်ပြီးကူးယူလေတော့လို့ဆိုပါတယ် အဲ့ဒီအခါမှာအရှင်ဗုဒ္ဓဂေါသဟာဖယားမတပါကိုးကွယ်ရမရှိလို့ဆိုပြီးပိရိကတိုက်တကားရှိမှထိုင်ပြီးမြတ်စွာဘုရားရဲ့ဂုံတော်ကျေးဇူးတော်တကိုးတော်ကံတော်ဉာဏ်တော်ပါရမီတော်အနန္တတို့ကိုအာယုံပြုကြည်ညိုတရားပွားပြီးသူကတံသူကတံတိဋ္ဌအစကြည်တဲ့နမကာရဘုရားရှိခိုးကြီးကို ဖွဲ့နှွက်ဆက်ဆူရှိခိုးပူဇော်ပါတယ်။အဲ့ဒီလိုပိရိကတိုက်ကြီးရဲ့အရှိမဂါထာတွေကိုရွတ်ဆိုပူဇော်ရှိခိုးတဲ့အခါမှာနံပါတ်30မြောက်ဖြစ်တဲ့ ဒီဂါထာကိုရွတ်ဆိုပြီးတာနဲ့တပြိုင်နက်ပိရိကတိုက်တကားကြီးဟာမြည်ဟီးပြီးအလိုအလျောက်ပွင့်သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီဂါထာကိုပိရိကတိုက်တကားဖွင့်ဂါထာတော်လို့လည်းဆိုနိုင်ပါတယ်။ဂါထာရွတ်ဆိုရတဲ့အကျိုးအနည်းတင်ကတော့ဒီဂါထာကိုအိမ်မှာဖြစ်စီခရီးသွားလာတဲ့နေရာမှာဖြစ်စီရွတ်ဆိုပြီးဖျားရှိခိုးတဲ့သူကိုအပယ်၄ပါးကနေလည်းလွတ်နိုင်တယ်။ဘေးအန္တရာယ်ရန်အသွေးတွေတို့ကနေလည်းလွတ်မြောက်နိုင်တယ်။စည်းပွားချမ်းသာတိုးတက်လာတယ် စ္စုပ္ပန်တန်တရားငပြာသော အကျိုးစီးပွားဖြစ်တွန်းပါတယ်။နတ်မင်းလူမင်းဖြစ်နိုင်တယ်။ယခုမျက်မှောက်ပွားမှာယောဂကင်းရှင်းကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအသက်ရှင်နိုင်တယ်။လူအပေါင်းတို့ရဲ့ပူဇော်ခြင်းကိုခံရတယ်။တရားဘာဝနာမှာမွေးလျော်သူဖြစ်လာတယ်။လူအများကချစ်ခင်မျက်နှာလာကြတယ်။နောက်ဆုံးမှာယဟနာဖြစ်ပြီးနိဗ္ဗာန်ရောက်နိုင်တယ်လို့နမကာရကာထာ၄ကာထာတို့နဲ့ရွတ်ဆိုပူဇော်ရတဲ့အကျိုးတွေကိုဖော်ပြထားပါတယ်။ဏိဂုံချုပ်အနေနဲ့တင်ပြလိုတာကတော့ ဒီဂါထာရဲ့အနတ်ကိုပါဖြစ်စေအတိတ်ပဲကိုဖြစ်စေအာယုံပြုပြီးရွတ်ဆိုရှိခိုးနေတဲ့သူဟာဗုဒ္ဓနှုတ်တတိဘာဝနာကုသိုလ်ဖြစ်ပါတယ်ဒီကုသိုလ်ဟာကြံတိုင်းအောင်ဆောင်းတိုင်းမြောက်စိတ်ရှိသလောက်ပြီးမြောက်အောင်မြင်နိုင်တဲ့အကျိုးကိုဤကံမုတ်ချရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီဖျားရှိခိုးဂါထာပါဠိအနတ်နှစ်ချက်စလုံးကိုကြက်မှတ်ပြီးနေ့စဉ်မှန်မှန်အမျက်တလို့ရွတ်ဆိုရှိခိုးသင်ကြပါတယ်